ဂျာသပဒီနေ့မွေသူအားလုံးမင်္ဂလာပါ၂019မေလ၁ရက်နေ့ကနေ9ရက်အတွင်းမှာလမ်းကြောင်းသစ်နဲ့တိုးတက်မှုသစ်တွေဖွင့်တယ်ရတနာဘုံဆိုင်ကင်းနဲ့တက်ပြီးတော့ကံကောင်းခြင်းနဲ့အကျိုးပေးခြင်းတွေရှိတယ်ဒီကာလအတွင်းဆုံးဖြတ်ချက်ချပြီးရှေ့တိုးလို့တဲ့ကိစ္စမှန်သမျှမှန်တယ်နေနေရလို့နေရပြောင်းရွှေ့ပြောင်းလဲတွေရှိမယ်မူလတကြိမ်တစ်ခါမှလုတ်ကဲမှုခြင်းမရှိသေးတဲ့အလုတ်သစ်တွေစတဲ့လုတ်ကဲရခြင်းချုံတွေ့မယ် မရောက်ဘူးသေးတဲ့ရက်ဒေတာတွေကိုသွားရောက်ရခြင်းခီးထွက်ရခြင်းနဲ့ကြုံမယ်စိတ်ကူးသည့်တွေကိုလက်တွေကောင်းထဲဖို့မယ်လုံငန်းဟောင်းတွေတစားစားရက်ပြီးအသက်ဘက်ကိုဦးတည်တဲ့ဖြစ်ရဖြစ်ပေါ်မယ်ပဝင်းကျင်တဲ့ထိတွေ့ဆက်ဆံမယ်ကာလဖြစ်ပါတယ်တရက်နေ့ရတော့ရာရာဆင်ပြေတယ်ကိုလို့သမျှအောင်မြင်မယ်မဟာယကျမ်းနဲ့တိုက်ဆိုင်လေကစားအငြိစိုးကြီးတော့မကြရောက်ဘူးဒါပေမဲ့အသွာလာနေတဲ့ကယူဆိုင်ရမယ်အနောက်တောင်ရကုဥတီသွားစဉ်အငြိဖြစ်တတ်တယ် အနည်းကာလဖြစ်တယ်မနဲ့9နိုင်နဲ့10နိုင်ခွဲကြညာဘက်မှာလည်းည9နိုင်နဲ့10နိုင်ခွဲကြဒီမှာအသွာလာနေ thank you ဆက်လိုက်အတော်တန်အဆင်ပြေသွားမယ်တနည်းလာနေမွေးသူတွေအတွက်ကတော့ရတ်တန်တဲ့အလုပ်တွေအဆင်ပြေမယ်အခက်ခဲတွေအောင်မြင်သွားမယ်မထင်မှတ်ထားတဲ့လမ်းကြောင်းသစ်တွေနဲ့တိုးတက်မှုသစ်တွေဖွင့်လာမယ်၃ရက်နေ့မှာမိကောင်းဆွေကောင်းထောက်ကူရခြင်းဘဝတိုးတက်ခြင်းကံမြမခြင်းတွေဆက်ဆက်မပြတ်ဖြစ်လာ၄ရက်နေ့မှာတော့ အကြီးကဲအမျိုးသားဒုထံကထောက်ကူမထင်ပါပဲရပြီးအစ်စ်မြင့်နဲ့အောင်မြင်မှုတစ်ခုဖြစ်သွားမယ်။၅ရက်နေ့ကတော့ပြဿနာတွေမမျောလင်းမဲ့တစ်ခုပြီးတစ်ခုဖြေရှင်းနေရမယ်။သောပြောက်တာဆာမယ်။နောက်ရန်တိုက်ကနှမျိုးတိုက်ရိုက်ဖြေရှင်းရမယ်။ပြဿနာရှာသူနှစ်ယောက်နဲ့လည်းထိတိုက်တွေ့နေမယ်။၆ရက်နေ့မှာတော့အရာရာစင်ပြေပြီးကံကောင်းခြင်းတိုးတက်ခြင်းတွေရှိလာမယ်။ ခொနည်းရနေ့မှာခရီးကံကောင်းမယ်ဥတည်ချက်တဲ့နဲ့လောက်ခံခြင်းနဲ့အစဉ်ပြေသွားမှာကို တွေ့ရှိရပါလေတနင်္ဂနွေနေ့မွေးသူတွေနဲ့ပူးတွဲပြီးလုပ်တဲ့ကိစ္စတွေဟာအောင်မြင်မယ်အခက်အခဲအလုံးကိုလည်းကျော်လွှားစေမယ်တနင်္ဂနွေနေ့မွေးသူတွေကတော့ငွေကြေးလတ်တာပတိုးပွားမှုကိုဖြစ်ထွန်းစေတယ်အင်္ဂါနေ့မွေးသူတွေနဲ့ပူးတွဲပြီးလုပ်တဲ့ကိစ္စတွေကထူးခြားတဲ့အောင်မြင်မှုလမ်းစသစ်တွေနဲ့တလန်းနေပေါ်မယ် ဗုဒ္ဓနဲ့မွေးသူရတဲ့ကိုယ်အတွက်အထူးအကျိုးပေးပြီးကောင်းခြင်းနေရှိမယ်။ဇာတာပတိနဲ့မွေးသူတွေကတော့စေကုသစ်နဲ့ရှေတုလောက်ကန်ခြင်းနဲ့တွဲဖက်လုတ်တဲ့လမ်းကြောင်းတွေအောင်မြင်ခြင်းတွေကိုဖြစ်စေတယ်။တောက်ကြနေမွေးသူတွေကိုအကျိုးပေးလိမ့်မယ်။လက်ပွေစေလိမ့်မယ်။စနေနေ့မွေးသူများကြောင့်စိတ်အနှောင့်အယှက်အခက်အခဲတွေကြုံတွေ့ရတတ်ပါလေ။တပတ်တာကာလတော်တွင်မှာနံပါတ်1ခုကိုကနိုင်တွေကိုအကျိုးပေးကနိုင်နေဖြစ်တော်မှာပါ။အဝါပြာမိကိုတို့ကို အကျိုးပေးတဲ့အကြောင်းတွေဖြစ်သွန်ဆွေးနိုင်ပါတယ်။ပန်းဆိုင်အိတ်ထဲမှာအဝါရောင်ပန်းပွင့်တပွင့်ကိုအိတ်ထဲထဲဆောင်ပြီးတော့တနေ့တာကိစ္စတွေတပတ်တာကိစ္စတွေရှေ့တိုးလို့ဆရာဆောင်ရွက်ဆရာမှန်သမျှတွေကိုရှေ့တိုးလို့ပါလို့သမျှအစဉ်ပြေပြီးတိုးတက်ခြင်းတွေကိုအထင်ရှားရရှိပါလိမ့်မယ်။ကျေးဇူးတင်ပါတယ်။